အရှင်ဖုရားတပည့်တော်မှနေတိုင်းနေတိုင်းဖုရားရှိခိုးပိယိတ်တော်ပါဠိတော်တွေရွတ်ဖတ်ပူဇော်နေပါတယ်ဖုရားဖုရားရှိခိုးနေတဲ့အချိန်မှာအိမ်ကလူတွေရောဝန်းကျင်ကလူတွေရောအယံဆူညံပါတယ်စိတ်ဒေါသမထွက်မိအောင်မနေထိန်ထားရပါတယ်ဖုရားအားလုံးကိုလစ်လူရှုနိုင်အောင်ဘယ်လိုစိတ်ထားရမလဲတရားလေးနဲ့ ဖြေကြပေးပါဖုရားဆိုပြီးတော့ရှင်မင်းခါဆိုတဲ့အကောင့်ပန်ရှင်ကကိုကောင်းဖို့အဓိကဆိုတဲ့ပြောဆိုမှုရဲ့အောက်မှာစာလေးရေးဖို့ထားတယ်။ဖုရားနာသွားပြီးဖုရားနဲ့တွေ့နေတဲ့အချိန်ဖုရားစကားတွေပြောနေတဲ့အချိန်တောင်စိတ်ကမထိတ်နိုင် ဖြစ်နေတယ်နဲ့တူတယ်။ဖုရားကိုကိုးကွယ်တယ်ဆိုတာအဲ့လိုဒေါသစိတ်တွေဖြစ်လာရင် ဖယားနီအတိုင်းဖြည့်ရှင်းတတ်ဖို့ကိုးကွယ်ရတာမဟုတ်လားမြတ်စွာဘုရားဆိုရင် ရောက်ခမဖြစ်သူကဆူဆဲတာနဲ့လဲကြုံရတယ်ပုံနာတွေရဲ့ဆဲဆူမှုတွေလဲခံခဲ့ရတယ်ဖယားတောင်အဲ့ဒလူဆူတာဆဲတာခံရသေးတာကိုကဘာမို့လို့လဲဆိုပြီးတော့ဖယားနဲ့နှိုင်းစာပြီးလဲဒေါသမထွက်အောင်စိတ်ကိုထိန်းနိုင်ရမှာမဟုတ်လားကိုမှာဒေါသတွေဝင်လာရင် အဲ့ဒီဒေါသတွေကင်းစင်သွားအောင်အဲ့ဒီဒေါသကို အနိုင်ရအောင်ဒေါသကင်းစင်နေတဲ့ဖះရှင်ရဲ့ဂုံကိုမြင်းပြီးတော့ကြီးညိုပြီးတော့ကိုယ်လည်းအဲ့လိုဖြစ်အောင် လုပ်ရမှာမဟုတ်လားအဲ့ဒီဒေါသထွက်เสียအာယုန်တွေကို အနိုင်ရအောင် လုပ်နေရင် လုပ်နေရင်နဲ့အနိုင်ရနေတာလေးကိုနှလုံးသွင်းရင်ကိုယ့်ကိုယ်ကိုကျေနပ်နေစမ်းပါပရေရွတ်နေရင်ဆူညံလို့ဒေါသထွက်နေတယ်ဆိုရင် ပိယိတ်ကသာရွတ်နေရတာစိတ်ကဒေါသထွက်နေရင်ကိုယ်စိတ်ဘယ်လိုငြိမ်းချမ်းတော့မှာလဲပိယိတ်ကလည်းရွတ်မရစိတ်ကလည်းဒေါသကြောင့်ဆင်းရဲဆိုရင်ကိုယ်ပဲဒုက္ခရောက်နေမှာမဟုတ်လားအဲ့လိုဖြစ်နေရင်ပိယိတ်မယူဖဲထားလိုက်ပြီးတော့ဒေါသဖြစ်เสียအာယုံစီကိုသွားပြီးဒေါသမဖြစ်အောင် အရင်နှလုံးသွင်းပြီးနေပါလို့ပြောခြင်းတယ်ဒေါသမဖြစ်အောင် လုပ်နေရတဲ့ကိုယ်အတီလေးကို ကျေနပ်နေစမ်းပါပရိတ်ရွတ်ချင်းနေတဲ့စိတ်ကြောင့်ငါကိုနှောင့်ယှက်ရမလားဒီလောက်မှအတိမရှိကြဘူးလားစသည်ဖြင့်မာနတွေဒေါသတွေကြောင့်စိတ်တွေမှာမကြေမနက်တည်ဖြစ်နေတာပါအဲ့လို့ဆိုရင်ပရိတ်ကိုဆက်မရွတ်ရခြင်းနေပါစေဖြစ်နေတဲ့ဒေါသကိုဖြစ်လာမဲ့ဒေါသကိုမဖြစ်အောင်ငါစိတ်မှာဒေါသမဖြစ်စေရဘူးငါစိတ်မှာဒေါသမဖြစ်စေရဘူး သူတို့ဘာသာသူတို့ဆူကြတာသူတို့ဘာသာသူတို့ပြောကြတာငါကြားတဲ့ကနေစိတ်ဆိုးဒေါသဖြစ်နေရင်ငါပဲစိတ်ဒီဆင်းရဲနေမှာပေါ့ဒေါသထွက်เสียဘာရှိလို့လဲမထွက်အောင်ငါနေမယ်မထွက်အောင်ငါနေမယ်ဆိုရင်ဖရာရှိခိုးပရိတ်ရွတ်ဖတ်နေရာကနေဒေါသဖယ်ရှားတဲ့လက်တွေတရားအားထုတ်တဲ့အလုပ်ကိုလုပ်လိုက်တာပဲမဟုတ်လားအဲ့ဒါလို့ဒေါသကိုမထွက်အောင် လက်တွေ့လုပ်နေတာဟာကောင်းတဲ့အလုပ်တရားအလုပ်ပဲလို့စဉ်းစားပြီးကျေနပ်ပါလို့ပြောချင်တယ်တကယ်တော့ဆူညံနေတာကသူတို့ဘာသာ သူတို့အလုပ်သူတို့လုပ်နေကြတာပါအဲ့ဒီအာယုံတွေကိုကိုကယူပြီးတော့ဒေါသဖြစ်စေတဲ့အာယောနီတော့မနတိကာရာဆိုတဲ့နှလုံးသွင်းကမကြည်နပ်တဲ့နှလုံးသွင်းတွေဖြစ်နေလို့ဒေါသက ဖြစ်နေတာပါ တကယ်ကတော့သူတို့အတန်ကြောင့်ဒေါသကဖြစ်တာမဟုတ်ပါဘူးကိုနှလုံးသွင်းကြောင့်ဒေါသကဖြစ်တာပါအဲ့ဒီအတန်ဒီပေါ်မှာကိုကမနှစ်သက်ပြီးတော့မကြည်နပ်တဲ့မသိမ့်တော်တဲ့နှလုံးသွင်းမှုဖြစ်နေလို့ဒေါသဖြစ်နေတာဖြစ်တယ်သူတို့အချင်းချင်းကြတော့သူတို့အတန်ဒီကตาယာကြည်နုတောင် နေကြမှာမဟုတ်လားကိုလည်းသူတို့နဲ့အတူသာပြောဆိုနေတာတဲ့ပါရင်ကိုလည်းအဲ့ဒီအတန်ဒီကိုကြိုက်နေမှာပါ ။ဒါကြောင့်သူတို့အတန်ကြောင့်ဒေါသဖြစ်တာမဟုတ်ပါဘူး။ကိုမကြိုက်တဲ့အတန်နဲ့ကိုနှလုံးသွင်းကြောင့်ဒေါသဖြစ်တယ်လို့ပြင်မိပါတယ်။နောက်ကိုဖျားရှိခိုးပေးရွံ့နေတာလဲအနှောင့်အယှက်ဖြစ်တယ်။ငါအလုပ်ပြက်တယ်ဆိုတဲ့စိတ်တွေဖြစ်လို့ဒေါသဖြစ်တယ်လို့မြင်မိပါတယ်။ဒါကြောင့်ပရိတ်ဆက်ရွတ်မရရင်မရွတ်ပါနဲ့။လက်တွေဒေါသကိုပဲမထွက်အောင်အားထုတ်ပါလို့ပြောချင်တယ် အရင်ကအဲ့လိုဆူညံတာနေကြာရင်ဒေါသကထွက်တဲ့အလေအထားရှိရင်လေဒေါသကထွက်နေဦးမှာပဲအဲ့ဒါကြောင့်ခုကစပြီးတော့အဲ့လိုအတန်နေကြာလေဒေါသမထွက်တဲ့အလေအထားအလေအကျင့်ရအောင်စားပြီးတော့လှုပ်ပါအလေအကျင့်အလေအထားရလာတဲ့အခါအဲ့လိုအတန်နေကြာလေဒေါသမထွက်ပဲရှိလာပါလိမ့်မယ်ပြောလို့ပြုလို့အဆင်ပြေမယ်ဆိုရင်တော့လေအမေဖျားရှိခိုးခြင်းလို့ မဆူကြနဲ့နော်လို့ပြောရရင်လဲပြောလို့ရပါတယ်။ပတ်ဝန်းကျင်ကအိမ်နေဆိုရင်တော့လေပြောလို့ကရကြမှာရမှာမဟုတ်လား။မရာတိုင်းဒေါသထွက်နေရင်ကိုပဲဆင်းရဲနေပါဘော။ဒါကြောင့်ပညာနဲ့ငါစိတ်ကကို မထားရလို့ဒေါသကဖြစ်နေတာပါလို့မြင်အောင်ကြည့်ပါ။လက်တွေ့ဒေါသကိုမထွက်အောင် စိတ်ကိုထိန်းတဲ့အကျင့်တီလနဲ့လက်တွေ့ထိန်းပါ။ အဲ့ဒီအတန်တွေကြောင့်စိတ်တွေမတုံလောက်အောင်စိတ်ဓာတ်ကိုခိုင်မာနေအောင်တမာတိနဲ့လေ့ကျင့်ပြီးတော့ဒေါသမထွက်ဖဲအောင်မြင်သွားတဲ့အပေါ်ဂျင်နတ်စိတ်လေးခံစားရတဲ့အထိလေ့ကျင့်ပါလို့ပြောကြရင်းနဲ့ညီကုန်းချိုးလိုက်ချင်ပါတယ်အာလုံးအာလုံးဒေါသကို ထိမ့်နိုင်သိမ့်နိုင်သူများဖြစ်ကြပါစေလို့ဆန္ဒပြုရင်းညီကုန်းချိုးလိုက်ပါတယ်